ဒဇန်တွင်မှတရားအားမထုတ်ဘဲမြင်မကောင်းရှုမကောင်းအောင်ကဲနေလို့လူပြောများနေတဲ့တင်ဆောင်ဝင်းကျော်ပြည်သူများလုံးမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ်ပုံမှန်အချိန်တရားစခန်းဝင်ကတရားဘဝနာပွားများလေးရှိပေမဲ့ဒဇန်တွင်မှခန္ဓာကိုယ်အတိုင်းသားပေါ်တဲ့ဝိစုံနဲ့ကဲနေလို့လူပြောများနေရကတော့တရုပ်ဆောင်မင်းသမီးတင်ဆောင်ဝင်းကျော်ပါအထူးသဖြင့်တင်ဆောင်ဝင်းကျော်ကအမြမပြည်သူတွေနဲ့အများစုမပြောနိုင်တဲ့အခုနှစ်တကြံမှာကဲနေလို့လူပြောများနေရဖြစ်ပါတယ် အလုံးလဲတိကျတဲ့အတိုင်းအစောပိုင်းမှာတော့ထိုင်းနိုင်ငံကမောင်းပိုင်စည်းကျင်နေတဲ့မြန်မာရိုးရာအတာတကြံပွဲအခုနေ့မှာမြန်မာယဉ်ကျေးမှုအမွေနည်းဆိုင်ရာ UNESCO စာရင်းဝင်ထားခဲ့ရာကြောင့်မြန်မာတနိုင်ငံလုံးကတကြံပွဲတော်ကိုချင်းချိတ်တဲ့ကျင်းပဖို့တည်းစီစဉ်ထားတာပါဒါပေမဲ့လေမတင်မဖဲနဲ့တကြံကြဖို့အတွက်နှစ်ပတ်အလိုမက်စလာ28ရက်နေ့မှာတော့မြန်မာနိုင်ငံစကိုင်းတိုင်းဒေသကိုဗဟုပြုလုပ်ခဲ့တဲ့ငလင်ကြောင့် မြန်မာနိုင်ငံကမျိုးကြီးတွေတော်တော်များများပြည်စည်းဆုံးရှုံးမှုတွေများပြားခဲ့ရဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံတစ်ဝက်လုံးမှာမြေငလင်တန်းတင်ခဲ့တဲ့ပြည်သူတွေကစာနာတနာတဲ့အနေနဲ့တကြံပွဲတော်ကိုအတီးမို့အကခုံမပါဘဲနဲ့ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်ခရိုင်နှစ်တွေအတွင်းတကြံမန်းတပ်တွေမှာဖျော်ဖြေခဲ့တဲ့အမှုပညာရှင်တွေဟာဒီနှစ်မှာတော့တကြံတွင်းမှာငွေရှာခွင့်မရပဲအလူတန်းလုပ်ပြီးတော့တရားဘာဝနာတွေပွားများကြတချို့ကလည်းရှောက်လေကြလုပ်နေကြတာဖြစ်ပါတယ်။ ဒီနေ့တကြံမတိုင်ခင်ကငလင်ပေကြီးကိုပြည်သူလူထုကြီးကခန်းစားခဲ့ရပြီးတော့အခက်အခဲများစွာကြုံတွေ့နေခဲ့ရတာကြောင့်တချို့အနုပညာရှင်တွေဟာကြိုတင်စီစဉ်ထားတဲ့ပွဲတွေကိုဖျက်သိမ်းလိုက်ပါတယ်။ငလင်ပေတင်ပြည်သူတွေကိုစာနာတဲ့အနေနဲ့တကြံပွဲကိုမကျင်းပပါပဲ။အချို့နေရာတွေမှာတော့စီစီကားကားကိုကြိတ်ကြိတ်တို့ကျင်းပနေရဖြစ်ပါတယ်။ ငလင်ပေတဲ့ပြည်သူတွေကိုစာနာထောက်ထားတဲ့အနေနဲ့ပျော်ပွဲရှင်ပွဲတွေကိုခိတ္တနားထားကြပေမဲ့လည်းတချို့ကတော့တိတ်တိတ်ကလေးခိုးပြီးတော့ပျော်ရွှင်နေကြပါတယ်။ဒီလိုမျိုးခိုးပြီးတော့ပျော်ပါနေတဲ့အနုပညာရှင်တွေတဲကမှတင်စာဝင်းကျော်တယောက်ကအပါအဝင်ဖြစ်ပြီးတော့ပြည်သက်ကြီးတွေနဲ့အတူတကြံမာခဲနေပါတယ်။ တင်ဆောင်ဝင်းကျော်ကငလင်တန်ပီးအတွက်ငွေကျပ်သိန်းပေါင်းများစွာလူတန်းပီးရဲ့နောက်မှာဒကြံရက်မှာအပြတ်သက်ကိုကဲနေခဲ့ရပါတင်ဆောင်ဝင်းကျော်ဟာအင်းရလိတ် garden hotel က private ဒကြံပါတီအတွင်လုံးဝအမိုက်စားဝတ်စုံကိုဝတ်ဆင်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ကားခုံနဲ့ဓာတ်ပုံတွေပေါ်ထွက်လာပြီးရဲ့နောက်ပြည်သက်ကြီးလည်းအံ့ဩနေကြတာဖြစ်ပါတယ် ။တင်စာဝန်ကျော်ဟာရေးဆိုနေချိန်မှာအထင်းသားမြင်တွေ့ရတဲ့ဝိစုံကိုဝစ်ဆင်ထားတာဖြစ်ပြီးတော့မမတင်စာရဲ့ body ကောက်ကြောင်းအလားကရေးဆိုနေချိန်မှာအတိုင်းသားပေါ်လင်နေခဲ့ပါတယ်။ပရိသတ်ယောက်ျားတွေကတော့အလှပကြောမော့နေရဲ့ body အမိုက်စားကိုပေါ်အောင်ကပြနေရင်မမတင်စာကိုပြန်မြင်ရလို့တင်စာအစ်စ်ကိုအခုမှပြန်မြင်ရတယ်ဆိုပြီးသဘောကျနေကြပါတယ်။အမန်တကယ်မှလည်းအသက်38နှစ်အရွယ်ရှိနေပြီဖြစ်တဲ့တင်စာဝင်းကျော်ကလူငယ်တွေနဲ့အပြိုင်ဆိုင်ကဲနိုင်စေဖြစ်ပြီးတော့ဆယ်ကျော်သက်တယောက်လိုမျိုးလှပမိမ့်နိုင်စေဖြစ်ပါတယ်။ ဘော်ဒီနဲ့သားရည်ကိုကျမ်းမာတန်ဆွမ်းပြီးလှပနေအောင်ထိမ့်သိမ့်နေတာကြောင့်ဘလို့ဝေစာမျိုးကိုပဲဝဲဝဲလုံးဝကိုလိုက်ဖက်မှုရှိနေသေးပါတကြံမာရေဆိုနေဝေစာနဲ့အယမ်းမိုက်နေတဲ့အင်းစာဝင်ကြောကပရိသတ်တွေနဲ့တူသွားကနေပြီးတော့သူ့ရဲ့ပုံတွေကိုပါမျှဝေထားပါတယ်တော်တော်များများပရိသတ်တွေကတော့တင်စာဝင်ကြောနေတဲ့တနိုင်ငံလုံးဒုက္ခရောက်နေချိန်မှာမပျော်သင့်ဘူးလို့ပြောကြပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတကြံမာအလန်းစားဝတ်စုံနဲ့ခဲခဲတဲ့တင်စာဝင်ကြောနဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင် အဆောင်တိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။